မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ် AR တိုင်းတာပေါင်းမြို့နယ်ကအချက်ဖက်စစ်ကောင်စီဖွဲ့ထားတဲ့ပြည်သူလုံခြုံရေးစစ်တပ်နန်းဆင်းတွေဟာအရကတတော် AA ရဲ့ထိုးစစ်တွေလာတော့မှကိုကြောက်နေပြီးအသီးသီးထွက်ပြေးနေကြတဲ့အပြင်ဂွားမြို့နယ်ခမရ963တရင်ကိုအပုတ်ခံရတဲ့ပတိန်ရဲတပ်ဖွဲ့ဝင်တွေလည်းအလုံးရင်းနဲ့ကိုထွက်ပြေးနေကြတယ်ဆိုပါတယ်ကျန်ပါစစ်ကောင်းဆောင်မေအွန်လိုင်းကို ICC တရားရုံးကနေဖမ်းရမ်းထုတ်နေမှာပါ တရားမျှတမှုကိုတည်ဆောက်နိုင်လိမ့်မယ်လို့ကုလသမဂ္ဂကိုယ်စားလှယ်ကထုတ်ဖော်ပြောဆိုလိုက်ပြီးမဲအွန်လိုင်းကိုဖရန်ထုတ်ဖို့နိုင်ငံတကာရဲ့တောင်းဆိုမှုတွေဟာအရှိန်ဟုန်မြင့်လာနေတဲ့သတင်းပါဝင်ဒီကနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အေယဝတီတိုင်းတာပေါင်းမြို့နယ်ကအချက်ပတ်စကောက်စီဖွဲ့ထားတဲ့ပြည်သူလုံခြုံရေးစစ်တင်နန်းစင်းတွေဟာအရကတတော် AA ရဲ့ထိုးစစ်တွေလာတော့မှအခုကြောက်လန့်ပြီးအသေးသေးထွက်ပြေးနေကြတဲ့အပြင် ခွားမျိုးနဲ့ခမရ963တရင်ကိုအပုတ်ခံရတဲ့ပသိန်ရက်တဖွဲ့ဝင်တွေလဲအလုံးရင်းနဲ့ကိုထွက်ပြေးနေကြတယ်လို့ပသိန်မျိုးနဲ့တရင်အထူးတဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိ ARD တိုင်းတာပေါင်းမျိုးနဲ့မှာနိုဝင်ဘာလကုန်ပိုင်းကနေတင်နက်ဆင်းလာခဲ့တဲ့စစ်ကောင်စီရဲ့ရကြေးပြည်သူလုံးဂျုံရေးတင်နက်ဆင်းတွေဟာအာခတ်တော့အေးအေးရဲ့ထိုးစစ်တွေလာတော့မှကိုကြောက်နံပြီးအကုန်လုံးထွက်ပြေးနေကြတယ်ဆိုပါတယ်လက်တော်မှာတဲ့အဲ့ဒီစစ်ကောင်စီရဲ့ရကြေးပြည်သူလုံးဂျုံရေးတင်နက်ဆင်းတွေတဲ့က နောက်ထပ်15ဦးဟာခလာရ308တရင်တဲ့ကိုမလာတော့ပဲထွက်ပြေးသွားတဲ့အတွက်ဒါပေါင်းမျိုးနဲ့စီမံအုပ်ချုပ်ရေးအဖွဲ့ကနေအဲဒီလိုထွက်ပြေးသွားတဲ့သူတွေရဲ့နေအိမ်တွေကိုချိတ်ပိတ်ပြီးမိသားစုကိုပါဖမ်းဆီးမယ်ဆိုပြီးတော့ကိုချင်းချောက်ခေါ်ယူနေရတယ်လို့ပဋိညွတ်နဲ့တည်င်းအထူးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိမှာလည်းဒါပေါင်းမျိုးအမတ်3ရက်ကွက်ကအဲဒီစစ်ကောင်စီရဲ့ပြည်သူလုံးဂျုံရေးအဖွဲ့ဝင်2ဦးရဲ့နေအိမ်တွေကိုလည်းစစ်ကောင်စီကချိတ်ပိတ်လိုက်ပြီးဖြစ်တယ်လို့တစ်ဖက်မှာလည်းဒါပေါင်းမျိုးနဲ့မှာစစ်မှုထမ်းတပ်သားတွေမရှာပေးနိုင်တဲ့အတွက်ဆိုပြီး မြို့နယ်စီမံဥက္ကဋ္ဌမင်းအေယာထိုက်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ဗိုလ်မှူးတန်းနိုင်တဲ့ကျေးရွာအုံမှုတွေကိုပါလုံနယ်ဝင်ကြီးမိုးမင်းနိုင်ဆိုတဲ့သူကစင်ခေါ်ထားတဲ့လူတိရပါတယ်အဲ့ဒီလိုတာဘောမြို့နယ်မှာစစ်ကောင်စီရဲ့ပြည်သူလုံခြုံရေးအဖွဲ့တွေထွက်ပြေးနေကြတဲ့အချိန်မှာပဲတပတ်မှလည်းပသိမ်မြို့နယ်မှာနေတဲ့ရဲအုပ်တအုပ်အပါဝင်ရဲတပ်ဖွဲ့ဝင်တွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကကွာမြို့နယ်ခမရ963တရင်ကိုပို့ပြီးစစ်စေးရဲဂိတ်တွေမှာတာဝန်ချတဲ့အချိန် အဲ့ဒီရဲတွေလည်းအာရခတတော်အေးအေးကိုကြောက်လန့်ပြီးအကုန်လုံးထွက်ပြေးသွားကြသလိုအခုချိန်ထိပြန်လဲဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ပဋိမျိုးနဲ့တရင်အထူးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်လက်ရှိမှာလည်းအာရခတတော်အေးအေးဟာအဲ့ဒီရခိုင်ပြည်နယ်နဲ့အေယံဒီတိုင်းအဆက်မှာရှိတဲ့ဂွတ်မျိုးနေကိုပါတိမ့်ပိုက်ဖို့အတွက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီအဲ့ဒီလိုဂွတ်မျိုးနေကိုတိမ့်ပိုက်ပြီးတာနဲ့အေယံဒီတိုင်းဘက်ကပါအာရခတတော်အေးအေးတက်တွေဝင်ရောက်လာတော့မှာကိုစစ်ကောင်စီတက်တဲ့စစ်တပ်လက်အောက်ခံတွေအကြအလုံးကိုကြောက်ရွံ့နေကြတယ်လို့လည်းစစ်တပ်တရင်ရှင်းမင်းကပြောထားပါသေးတယ်ခင်ဗျာ တစ်ဖက်မှာတော့အချမ်းပါစစ်ခေါင်းဆောင်မေအွန်လိုင်းကို ICC တရားရုံးကနေဖမ်းရမ်းထုတ်နိုင်မှာကတရားမျှတမှုကိုတိစောက်နိုင်လိမ့်မယ်လို့ကုလသမဂ္ဂကိုယ်စားလှယ်ကနေထုတ်ပေါ်ပြောဆိုလိုက်ပြီးမေအွန်လိုင်းကိုဖမ်းရမ်းထုတ်ဖို့နိုင်ငံတကာရဲ့တောင်းဆိုမှုတွေဟာအရှိန်ဟုန်မြင့်တက်လာနေတယ်ဆိုပါတယ်လက်ရှိမြန်မာနိုင်ငံကအချမ်းပါစစ်ခေါင်းဆောင်မေအွန်လိုင်းကို ICC တရားရုံးကနေဖမ်းရမ်းထုတ်ပေးဖို့ ICC ရဲ့ရှင်းနေချုပ်ကနေရှောက်ထားလိုက်တဲ့ဆုံးဖြတ်ချက်ဟာတရားမျှတမှုကိုအရှိန်ဟုန်နဲ့တိစောက်နိုင်မှာဖြစ်ပြီးမေအွန်လိုင်းဟာ ရိုဟင်ဂျာတွေပေါ်လူမျိုးတုံးတပ်ဖြတ်မှုတွေကျူးလွန်ထယုံနေမှာလက်ရှိမှာလည်းမြန်မာနိုင်ငံတော်ဝန်ကပြည်သူတွေအပေါ်စီရဇွေးမှုပေါင်းများစွာကိုကျူးလွန်နေတဲ့သူဖြစ်တယ်လို့ကုလသမဂ္ဂလူအခွင့်အထူးကိုယ်စားလှယ်တော်အမ်ဒရုစကာထုတ်ပေါ်ပြောဆိုလိုက်တယ်လို့ကုလသမဂ္ဂကနေတရားဝင်ကိုသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီအတွက် ICC တရားရုံးကနေအကြံဖတ်စစ်ကောင်းဆောင်မေအောင်လိုင်းကိုအမြန်ဆုံးဖမ်းရမ်းထုတ်ဖို့လိုအပ်ပြီးသူကျူးလွန်ထားတဲ့ရဇဝဲမှုတွေအတွက်သူကိုယ်တိုင်တာဝန်ခံရမယ့်အပြင်သူ့ကိုအမြန်ဆုံးရပ်တန့်ရမှာဖြစ်သလို ICC တရားရုံးကနေဖမ်းရမ်းထုတ်နိုင်မှာက တရားမျှတမှုကိုတိစောက်နိုင်လိမ့်မယ်လို့လည်းပြောထားပါတယ်။လက်တလောမှာလည်း ICC တရားရုံးကနေအကြံဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းကိုဖန်ရန်ထုတ်ဖို့ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာရဲ့တောင်းဆိုမှုတွေဟာတစတဲ့တစမြင့်တက်လာနေတယ်လို့လည်းသိရပါတယ်ခင်ဗျာ။တပတ်မှာတော့စကိုင်းတိုင်းမြင်းမှု6ဦးနဲ့မုံရွာမြို့နယ်တွေကိုဖျက်ဆီးလာတဲ့အကြံဖတ်စစ်ကောင်စီတပ်ရင်တန်းကိုဒေါ်လာအပွန်တပ်တွေကလမ်းတစ်လျှောက်ဖျက်အားပြင်းမိုင်းတွေနဲ့အကြိမ်ကြိမ်မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်းစီတပ်သား၈ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်စစ်သား၅ဦးကိုပါအရှင်ဖမ်းဆီးရမိထားပြီးစစ်ကား၃စီးလည်းပျက်စီးသွားတယ်လို့ဒေသခံတော်လိုင်းရေးတပ်ဖွဲ့တွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒီဇင်ဘာလ15ရက်နေ့ကပဲအမှတ်33ချင်းမြန်တက်မှဌာနချုပ်ကနေ1ပေါင်ကမ်ပဏီကိုထွက်လာတဲ့စစ်ကောင်းစီတပ်သားတွေပါစစ်ရင်နှန်းကိုဒေါ်လာရေးပူပေါင်းတပ်တွေကမြင်းမူ၆ဦးနဲ့မုံရွာမြို့နယ်တွေမှာလန်တရှောက်ဖြတ်အားပြင်းမိုင်းတွေပါအုံပြုပြီးအချိန်ချင်းမိုင်းဆွဲပစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီတပ်သား၈ဦးကတော့အသီးသီးသေကုန်ကြတဲ့အကြောင်းကိုထပ်မံအတည်ပြုလို့ရခဲ့ပြီးစစ်သား၅ဦးကတော့တိုက်ခိုက်တဲ့နေ့ကတည်းကအရှင်ဖမ်းဆီးရမိထားပြီးဖြစ်တယ်လို့စစ်ကား၃စီးလည်းပျက်စီးသွားပြီလို့မဲမောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံဗိုလ်မဲမောင်ကပြောထားပါတယ်ခင်ဗျာဒီတခါမကွေးတိုင်းဘက်မှာလည်းမခုတ်ကူမြို့ပေါ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့တပ်မတ၁၁ကနေအင်စီကားနဲ့ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုဒေါ်လန်ရဲ့ပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွေ့ စေကောင်းစီတပ်သား၄ဦးကတော့အတီးတီးတေကုန်ကြပြန်ပြီလို့ရွှေညာမြေ PDF ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒီဇင်ဘာလ15ရက်နေ့ကပဲပခုတ်ကူမြို့ပေါ်မှာအကြံဖက်စေကောင်းစီတပ်သား၅ဦးလိုက်ပါလာတဲ့အင်စီကားဟာတက်မတရတက်ကနေထွက်လာတဲ့အချိန်တော်လိုင်းကြီးပူပေါင်းတပ်တွေကတီတာလက်နဲ့မြို့ဆောင်လက်အနီးမှာကြားပြတ်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့ကားပေါ်မှာပါလာတဲ့စစ်ကောင်စီတပ်သား၄ဦးကတော့အသီးသီးတေကုန်ကြတဲ့အပြင်ကျန်တဲ့တယောက်ကဒဏ်ရာရသွားပြီး တနက်ကောက်ဖို့ကြိုးစားပြီးမယ်ကားကသူတို့စစ်စေးရိတ်ဂိတ်နားမှာအချိန်နဲ့ထိုးရက်သွားတဲ့အတွက်လက်နက်ကောက်ဖို့အခွင့်မသာခဲ့ဘူးလို့ရွှေညာမြေ PDF ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မကွေးတိုင်းစလင်းမြို့နယ်မှာရှိတဲ့စံကလေးကြေးရွာကိုအချမ်းဖက်စကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမိရှုဖြက်ဆီးမှုကြောင့်ရွာလုံးကျွတ်မိလောင်ပြကျသွားခဲ့ရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒီဇင်ဘာလ16ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လယ်ပိုင်းမှာပဲ မကွေးတိုင်းဆလင်းမြို့နယ်မှာရှိတဲ့စံကလေးကျေးရွာကိုအချမ်းဖက်စကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြောင်းမဲ့တတ်တတ်တရွာလုံးကိုမိရှုဖျက်ဆီးသွားတယ်ဆိုပါတယ်လက်ရှိမှာတော့အချမ်းဖက်စကောင်စီတပ်ရဲ့မိရှုဖျက်ဆီးမှုကြောင့်တရွာလုံးမိလောင်ပြကျသွားခဲ့ရပြီဖြစ်တယ်လို့ရွာတွေကပြည်သူတွေကတော့တက်ကြီးရွယ်အိုတွေပါမကြက်အကုန်လုံးစစ်ဘေးရှောင်နေရပြီစာနယ်ရိတ်ခါအခက်ခဲတွေလည်းဖြစ်နေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျဟုတ်ကဲ့ ဒါကတော့ရအောင်ခစ်တက်ကနေဒီကနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ